ကဘာရေတံများရဲ့ဆွမ်းဆောင်ရည်ရေညိုမှရေပြအထိ အစင်သက်မှတ်ခြင်းအခုလိုမျိုးကဘာရေမြမရေသတင်းတွေကိုသတင်းခေတ်ချန်နယ်မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် မြမောက်ခေကဘာကြီးမှာနိုင်ငံတနိုင်ငံရဲ့စစ်အင်အားကိုတိုင်းတားရမှာကုန်းတက်လက်လေတဲ့အပြင်ရေတက်ရဲ့စွမ်းရည်ကအရေးပါတဲ့အခန်းကဏ္ဍကပါဝင်လာပါတယ်။အထူးသဖြင့်ကုန်းသွယ်ရေးလမ်းကြောင်းတွေနဲ့ပင်လယ်ရေပိုင်တဲ့အကျိုးစီးပွားတွေပုံမှုရှုပ်ထွေးလာချိန်မှာနိုင်ငံတကာရေတက်အတိုင်းအဝိုင်းကရေတက်မတော်တွေကို၎င်းတို့ရဲ့စစ်စင်ရေးဖျက်ချက်နိုင်စွမ်းနဲ့လှုပ်ရှားနိုင်တဲ့ရေပြင်အလိုက်အဓိကအဖြစ်သုံးမျိုးခွဲခြားသတ်မှတ်လေးရှိပါတယ်။အဲ့ဒီရေတက်အမျိုးအစား၃ခုကတော့ brown water navy, canny ရေတက် Green Water Navy ကမ်းလွန်ရေတပ်နဲ့ Blue Water Navy ပင်လယ်ပြားရေတပ်ဆိုပြီးခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ဒီအဆင့်သတ်မှတ်ချက်တွေကနိုင်ငံတစ်ခုရဲ့ကမ္ဘာဩဇာအာဏာကိုဘလောက်အထိညီမှန်းထားလဲဆိုတာကို ဖော်ပြနေကြပါတယ်။ရေတပ်အမျိုးအစား၃ခုကိုဘလို့သတ်မှတ်ထားလဲ၊ဘယ်နိုင်ငံတွေပါလဲဆိုတာကိုကြည့်ကြရအောင်ပါ။ Brown Water Navy ကမ်းနီးရေတပ် brown water navy ဆိုတာကတော့မြစ်တွေမြစ်ဝကျွန်းပေါ်ဒေသတွေကံယူတဲ့ရေတိမ်ပိုင်းရေစတဲ့ကုန်းမြင့်တဲ့နီးစပ်တဲ့ရေပြင်တွေမှာအ धिक လှုပ်ရှားစစ်ဆင်ရေးဆောင်ရွက်နိုင်ဖို့အတွက်ရည်ရွယ်ဖွဲ့စည်းထားတဲ့ရေတပ်အမျိုးအစားကိုပြောတာဖြစ်ပါတယ်။ကန်နီရေပြင် littoral zone မြစ်ချောင်းတွေနဲ့မြစ်ဝဒေသတွေပဲဖြစ်ပါတယ်။ဒီရေပြင်တွေဟာမြစ်ချောင်းတွေကတည်ယူလာတဲ့ချွန်းနှုံတွေကြောင့်ရေအယောင်ညိုနေတာကိုအစွဲပြုပြီးဒီနာမည်ကိုပေးထားတာဖြစ်တယ်လို့ဆိုကြပါတယ်။ လိုင်းနဲ့မကြောက်ရတဲ့အရွယ်စားသင်းကြီးပြီးရေတိမ်ပိုင်းတွေမှာသွာလာနိုင်တဲ့ကင်းလေသင်္ဘောငယ်တွေ Petrol Boat ကန်တက်သင်္ဘောငယ်တွေနဲ့မြစ်တွင်းစစ်သင်္ဘောတွေ Riverine Warfare Vessel ကိုအဓိကအသုံးပြုလေးရှိပါတယ်။အဓိကအားဖြင့်နေမြေကာကွယ်ရေး၊ကမ်းရိုးတန်းလုံခြုံရေး၊ရေပိုင်နဲ့ကင်းလှည့်တာ၊တရားမဝင်မှုတွေနှိမ်နင်းတာနဲ့ကုန်းမြေတပ်တွေကိုထောက်ပံ့တာစတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်တာဖြစ်ပါတယ်။ brown water navy ဟာပင်နယ်သမုဒ္ဒရာပြင်ကျဲမှာလှုပ်ရှားနိုင်တဲ့ blue water navy နဲ့ကန်ယိုဒန်နာကရင်ပြင်ကျဲအထိလှုပ်ရှားနိုင်တဲ့ green water navy တွေနဲ့ရှင်ရင်စစ်စင်ရင်းနဲ့ပဲအကန့်အသတ်အရှိဆုံးဖြစ်တယ်လို့ဆိုနိုင်ပါတယ်များသောအားဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ရှေ့လျားတဲ့မြေချောင်းကွန်ရက်တွေရှိတဲ့နိုင်ငံတွေမှာဒီရေတဲ့အမျိုးအစားကိုအဓိကဖွဲ့စည်းထားလို့ရှိပါတယ်။ဥပမာအားဖြင့်ပြောရရင်တော့ မြန်မာနဲ့ဖိလစ်ပိုင်နိုင်ငံတွေဟာကံယိုးတဲ့နဲ့မြစ်ချောင်းတွေမှာအ धिक ကင်းနေတဲ့ brown water ဆွမ်းဆောင်ရည်ရှိတဲ့နိုင်ငံတွေဖြစ်တယ်လို့သတ်မှတ်ထားပါတယ်။ VNN နဲ့ Thai တို့လိုနိုင်ငံတွေလည်းဒီအဆင့်မှာပါဝင်ပြီးတော့ကုန်းလွင်ပိတ်နိုင်ငံတွေဖြစ်တဲ့ Laos, Bolivia နဲ့ Paraguay တို့မှာလည်းမြစ်တွင်းတပ်ဖွဲ့တွေ Riverine Force ချီတယ်လို့ဆိုပါတယ်။အဆင့်သတ်မှတ်ချက်ကတော့တိရှိတဲ့သတင်း website တွေအပေါ်မှာမူတည်ပြီးကွဲလွဲချက်တချို့ရှိနိုင်ပါတယ်။နံပါတ်1 Green Water Navy ကမ်းလွန်ရေတပ် Greenwater Navy ကတော့ကိုယ်နိုင်ငံရဲ့ကံယူရန်ဝန်ကျင်ကရည်ပင်ကျဲဥပမာတိုက်ကြီးရေတိမ်ပိုင်းဒေသကံယူတဲ့နဲ့နီးစပ်တဲ့ပင်လယ်ပြင်တွေမှာစစ်စင်ရေးတွေလှုပ်ဆောင်နိုင်ဖို့အဓိကဖွဲ့စည်းထားတဲ့ရေတပ်အမျိုးအစားကိုဆိုလိုတာဖြစ်ပါတယ်။နိုင်ငံရဲ့ကမ်းလွန်ရည်ပင်နဲ့အနီးပတ်ဝန်ကျင်ကပင်လယ်ရည်ပင်တွေမှာဖြန့်ကျက်လှုပ်ရှားနိုင်တဲ့ရေတပ်မျိုးပါ။ Free Gate စစ်တမ်းမော်ရီအပါအဝင်အလဲအလက်တန်းစာစစ်ရင်ရင်တွေနဲ့ပါဝင်ဖွဲ့စည်းထားကြပါတယ်။ ကန်းသီးရေတဲ့အဆင့်ကိုကျော်လွန်ပြီးဒေတာရင်းပင်လယ်ပြင်များ regional sea အထိပါလှုပ်ရှားနိုင်ပါတယ်။အကန့်အသတ်နဲ့ဆိုရင် အနီးအနားကမဟာမိတ်နိုင်ငံတွေရဲ့ကမ်းခြေတွေစီအထိထိုးပေါက်သွားလာနိုင်ပါတယ်။ကန်းသီးရေတက်မတော်ထက်ပိုကြီးတဲ့လေရင်ရဟရင်တွေဆင်းတက်နိုင်တဲ့သင်္ဘောတွေ amphibious absorption နဲ့ဒေတာရင်းကိုထိရောက်စွာကာကွယ်တိုက်ခိုက်နိုင်တဲ့ဖြတ်သင်းမော destroyer frigate စစ်သင်္ဘောတွေ frigate တွေကိုအသုံးပြုလေရှိပါတယ်။ ကိုယ်နိုင်ငံနေမြေကာကွယ်ရေးအပြင်ဒေတာတွင်အင်အားချိန်ခွင်ရှာကို ထိန်းညှိဖို့အ धिक ပင်လယ်ကူးလမ်းကြောင်းတွေကိုကာကွယ်စောင့်ရှောက်ဖို့နဲ့နီးစပ်ရာဒေတာတွေမှာစည်ရင်းလင့်ကျင့်မှုတွေပြုလုပ်နိုင်ဖို့ဖြစ်ပါတယ်။ကျန်းလွန်ရေးတက်မတော်ဟာသမုတ်တရားပြင်ကျဲမှာကဘာအနှံ့လှုပ်ရှားနိုင်တဲ့ရေပြာတက်မတော် Blue Water Navy နဲ့ Brown Water Navy ကြားမှာအလဲအလန့်အဆင့်ရှိတယ်လို့သတ်မှတ်နိုင်ပါတယ်။တော်ရုံဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေနဲ့ဒေတာတွေမှာအင်အားကြီးတဲ့နိုင်ငံတော်တော်များများမှာဒီအဆင့်ရည်တဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားကြပါတယ်။ ဥပမာအားဖြင့်တောင်ကိုရီးယားနဲ့ဂျပန်တို့ဟာအရှေ့အာရှဒေသတွင်ပင်လယ်ပြင်တွေမှာအဓိကလှုပ်ရှားတဲ့ green water navy တွေဖြစ်ပါတယ်။အခြားနိုင်ငံတွေကတော့ Australia, Brazil, Canada, Spain နဲ့ Turkey တို့ဖြစ်ကြပါတယ်။သူတို့ဟာဒေသတွင်းလုံခြုံရေးနဲ့အနီးအနားမဟာဗျူဟာမြောက်ရေပြင်တွေကိုကာကွယ်လေ့ရှိကြပါတယ်။နံပါတ်3 Blue Water Navy ရေပြာတက်မတော့ Blue Water Navy ဆိုတာကတော့ရေပြင်ကျင်းမှာအဝေးကြီးအထိထိုးပေါက်သွားလာနိုင်ပြီးစစ်စင်ရေးတွေလှုပ်ဆောင်နိုင်တဲ့ရေတပ်ကိုဆိုလိုတာဖြစ်ပါတယ်။သမုတ်တရာကြီးတွေရဲ့ရေပြင်ကျင်းမှာပါစစ်စင်ရေးတွေဖြန့်ကျက်လှုပ်ရှားနိုင်တဲ့ကဘာအဆင်မီရေတပ်မျိုးပါ။ကိုနိုင်ငံကံယူရန်နားမှာပဲကာဝေးရေးလွတ်တာမျိုးမဟုတ်ပဲသမုတ်တရာကြီးတွေကဖြတ်တန်းပြီးကမ္ဘာနေရာအနှက်အပြားကိုစီးရင်အင်အားပြသနိုင်တဲ့စွမ်းရည်ရှိပါတယ်။ဒီလိုလှုပ်ဆောင်နိုင်မှုအတွက်လေရင်တင်သင်းမော် aircraft carrier တွေရင်ငုတ်တင်သင်းမော် submarine တွေ ဝေးလံတဲ့ခီးကိုသွာလာနိုင်တဲ့ထောက်ပံ့ရေးတင်မောကြီးရစတဲ့ခင့်မိပြီးအင်အားကြီးမတဲ့တင်မောကြီးတွေရှိဖို့လိုအပ်ပါတယ်နိုင်ငံတကာအကျိုးစီးပွားကိုကာကွယ်ဖို့ကမ္ဘာလုံးဆိုင်ရာစစ်ရေးဩဇာကိုပြသဖို့နဲ့အဝေးရောက်စစ်စင်ရေးတွေလှုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ရေပြာတက်မတော့ blue water navy ဟာကန်နီတက်မတော့ brown water navy နဲ့ကန်လွန်တက်မတော့ green water navy တို့ထက်စွမ်းဆောင်ရည်အမြင့်ဆုံးအဆင့်ကိုဆိုလိုပါတယ်။ လက်ရှိမှာအမေရိကန်ပြည်ထောင်စုတရုတ်ရုရှားဗြိတိန်နဲ့ပြင်သစ်ဆတဲ့အင်အားကြီးနိုင်ငံတွေမှာသာစစ်မှန်တဲ့ blue water navy စွမ်းရည်ရှိတယ်လို့သတ်မှတ်ကြပါရယ်။ဒီနေရာမှာအဆင့်ခွဲသတ်မှတ်ချက်ထုတ်ထားတဲ့အချက်တွေလည်းရှိပါရယ်။ကမ္ဘာလုံးဆိုင်ရာအင်အားပြသနိုင်သူ global reach အနေနဲ့အမေရိကန်ပြည်ထောင်စု US ကထိတ်ဆုံးမှရှိတယ်လို့သတ်မှတ်ချက်ရှိပါရယ်။အကန့်အသတ်နဲ့ကမ္ဘာလုံးဆိုင်ရာစွမ်းရည်ရှိတဲ့နိုင်ငံတွေကတော့ UK နဲ့ပြင်သစ်တို့ဖြစ်ပါတယ်။ နောက်ပြီးဒေသပေါင်းစုံကိုအင်အားပြသနိုင်သူအဆင့်မှာတော့တရုတ်ရုရှားအိန္ဒိယတို့လိုနိုင်ငံတွေပါဝင်ပါတယ်ရေတဲ့အဆင့်သတ်မှတ်ချက်ဆိုတာပြောင်းလဲနေတဲ့အရာဖြစ်တဲ့အတွက်နိုင်ငံတွေရဲ့ရေတဲ့စွမ်းရည်မြင့်တင်မှုပေါ်မူတည်ပြီး green water ကနေ blue water စီတိုးတက်လာနိုင်ပါတယ်ဥပမာအားဖြင့်တရုတ်နဲ့အိန္ဒိယတို့ဟာ green water ကနေ blue water စွမ်းရည်စီလျှင်မြန်စွာကူးပြောင်းနေတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ အချုပ်ပြောရရင်တော့ blue water နေပြီးကန်နီရေတက်မတော့ဟာကန်နီနဲ့မြေချောင်းတွေမှာသာအ धिक လုံခြုံရေးကိုအာရုံစိုက်ပြီး green water နေပြီးကန်လွန်တက်မတော့ကဒေတာရင်းပင်လယ်ရင်အထီအင်အားကိုထိန်းနေနိုင်ပါတယ်အမြင့်ဆုံးအဆင့်ဖြစ်တဲ့ရေပြားတက်မတော့ blue water နေပြီးကတော့ပင်လယ်သမုဒ္ဒရာတွေတခြားစစ်စင်ရင်ဖြတ်ကျက်နိုင်ပြီးကမ္ဘာအဆင့်မီစည်ရေးဩဇာကိုပိုင်ဆိုင်နေလို့ဆိုနိုင်ပါတယ် ဒီအဆင့်သတ်မှတ်ချက်တွေဟာလက်ရှိစစ်အင်အားကိုပြတ်တယုံတာမကပဲတရုတ်နဲ့အိန္ဒိယတို့လိုနိုင်ငံတွေရဲ့ရေတက်စွမ်းရည်မြင့်တင်မှုအတွက် green water ကနေ blue water စီပြင်းပြန်းစွာကူးပြောင်းနေတဲ့ကမ္ဘာစီပြိုင်ဆိုင်မှုကိုလည်းထင်ဟပ်ပြတ်တာနေပါတယ်ဒါကြောင့်ကမ္ဘာရေတပ်အင်အားချိန်ွယ်ရှာဟာအမြဲတမ်းပြောင်းလဲနေပြီးရေတပ်တစ်ခုရဲ့အယောင် brown green နဲ့ blue ဟာသူတို့ရဲ့နိုင်ငံတကာဩဇာအာဏာအတိုင်းအတာကို ဖော်ပြတဲ့အဓိကသင်္ကေတတာပဲဖြစ်ပါရဲ့ရှင်။ အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့တုံ့တက်ချက်တွေကိုလည်း comment တွေကနေတဆင့်မျှဝေပေးခဲ့ကြပါအောင်နော်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာအရေးမြမအရေးအင်းများစွာကိုနားဆင်ဖို့အတွက်သတင်းခစ် channel ကို like and subscribe လေးလုပ်ပေးပြီးဘေးနားက notification bell လေးကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ကြည့်ရှုသူအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်